ဟောရဏကထောင်းပြီးရတယ်ဉာဏ်ကခန္ဓာကိုယ်လဲပြီးနာကြလို့ရှင်းပြင်းတရားဝဲဆုံးမှာသတ္တဗံကရကနာကံရံတာဆိုတာဖြစ်ပေါ်ရလွယ်လေးလို့ဘုရားရှင်ကရမေကြီးကဟောထားတယ်။ဒါကဘုန်းကြီးပြောတာလေနာကြပါလေ။ဉာဏ်ကဘယ်နေရာပြောနေတယ်ဆိုတာလေးကိုဉာဏ်ကဥတေပြီးကာရနေတော့မူဉာဏ်နဲ့ခန္ဓာကိုယ်ဤနှိစ္စရှင်းနေတွေ့သွားလို့ရှင်းပြင်းတဲ့ အရမတ်ပါဠိတွေကလည်းပြည့်စုံသေးတယ်မို့ဒီနေရာဒီဌာနရောက်လာတော့ကျေးလို့ရေအလွယ်လေးနဲ့ဖြစ်နိုင်တယ်ဆိုတော့ဆရာတကယ်ကျွတ်မှတ်ထားတယ်ပါဠိတွေပါတယ်ဘာမှစဉ်းစားပြီးကြလားမနေဘဲနဲ့ပြည့်စုံသေးတာဆိုတာကိုလေသေသေးချာချာကိုယ်ကိုယ်တိုင်ဆုံးဖြတ်ချက်ချထားပါအဲဒီပြည့်စုံသေးတာ ပြည့်စုံပြီးသားကိုမပြေဘူးရှင်းနေလို့ရှင်းရတယ်တကားသိလွယ်လိမ့်မယ်ပြည့်စုံပြီးသားမပြေဘူးရှင်းလွယ်လိမ့်မယ်ဆိုတာခွင့်ရတရားဓမ္မတွေသိချာမှတ်တာပြည့်စုံတာခွင့်ရထောက်ခံရပြေးပါမယ်ဘုရားသာနာနဲ့ကြုံခြင်းနဲ့ပြည့်စုံခြင်းတမျိုးသစ္စာတရားဟောရတဲ့ပုဂ္ဂိုလ်နဲ့တွေ့ခြင်းဟာလေပြည့်စုံခြင်းတမျိုးပါ ဟောင်းတဲ့နားနဲ့ခင်ဗျားတို့ပြည့်စုံရဟန်းလေဓမျိုးပဲဆိုတာသိကြဆောင်တဲ့နားရှိပြီးကြတာကျင့်နေကျင့်မလုပ်ဖဲနေကြတယ်မဖြစ်တော့ဘူးလုံဆဲဖြစ်နေပြန်တော့လေပါရမီပြည့်လို့လို့ဟုတ်ပါဘူးဟောကြအဲ့ဒါအမျိုးတို့ပါဠိတော်ကြီးမှာကိုယ်တော်တိုင်ပါရမီပြည့်မပြည့်သုံးချက်ချက်ရှားတဲ့နေရာမှာအခုပြောတဲ့၅ချက်ကိုသေးသေးချာချာပြတယ် <bottle tiếngan, tumbo -radasowerigue> ဒါဖြင့်အားလုံးဗေဒဓမ္မတွေကိုယ်စိတ်ကနောက်ကိုမဆုတ်ဖဲနဲ့ဟောပြည့်စုံကြီးကပုဂ္ဂိုလ်ဟာဖြင့်နောက်ပြန်လဲနေဖို့မလိုဘူးပြည့်စုံတဲ့ပြည့်စုံပြီးကိစ္စပြေအောင်လာကိုယ်ပြီးဆိုင်ဖို့လာလို့တော့တယ်ဆိုတာအကျေလိုမာရင်တို့ဆုံးဖြတ်ချက်ချတာပါပြန်နော်ပြန်ပါဗျာဒီတော့လည်းဘုရားရှင်ကိုရမကြီးကဟောတာရှိသေးတယ် ပါရဏဘုရားရှင်ကုရမေကြီးဟာမင်းတို့လောဘဒေါသမောဟတွေမုန်းမောင်ကြနေတဲ့အချိန်မှာခုနည်းမုန်းမောင်ကြနေတဲ့အချိန်မှာလျှက်စစ်လင်းနေလောက်အဘယောက်ဝင်နေတဲ့ချိန်လိုက်လို့ရှင်ဒါလောက်ပါပဲခုနည်းမုန်းမောင်နေတဲ့ချိန်လျှက်စစ်တကလင်းနာနဲ့နှိုင်းချိန်လိုက်လို့ရှင်လျှက်စစ်လင်းတာဘုရားသစ်တို့မပြောပါလားပြောပါလားပါ အဲ့ဒီထဲဂျုံမှုရှိပြန်လို့ရှိရင်လည်းငါဘုရားသာသနာ့အလင်းလေးလေးဂျုံလို့ရှိရင်ပါဠိကြည့်ပြီးသားမှန်ပါဗျာသို့တော့ဒီလိုစဉ်းစားကံရှည်ရှည်ထုတ်နေပါနဲ့ဆိုတာသတိပြလိုက်မှန်ပါဗျာစဉ်းစားကံစဉ်းစားကံရှည်ရှည်ထုတ်လေတကားကြွယ်နောက်ထုတ်လေပဲမှန်ပါဗျာစဉ်းစားကံရှည်ရှည်ထုတ်လေမှန်ပါဗျာ အဲ့ဒါတွေကိုဘာမှမယုံကြဘဲနဲ့ဘုန်းကြီးတို့ဓမ္မတွေကဩအမြတ်ခံငုံမယ်ခြင်းဘုရားလက်ဖြင့်လင်းလောက်ခြင်းမှာတို့သာသနာအလင်းအောင်ခြင်းမှာလာကြုံနေတာဖြင့်ဒါတို့ကဘုန်းတော်ရိယာလေးနဲ့သင်္မန်းဌာနလောက်ရလို့ရှိရင်ကျုံတဲ့ပုဂ္ဂိုလ်ဒီပြည်ပြည့်ကိစ္စရှိတဲ့အကြောင်းပဲဆိုရလို့ရှာဖြင့်များတို့ပဲဆုံးဖြတ်ချက်ချပါလို့ပြောလိုက်နော် ဒီရင်ရှိတော့မှလားယန္နာဘုရားခင်ဂရုမေကြီးပြိဋိဘံဆံမယ်ဆိုတော့ဒီမဏချုံးမဲ့ကြပြီးမိုးတဲ့အချိန်မှာမင်းပြိပိဒါအကြောင်းရှိပါလေကွာလို့ဟောတာပြိပိဒါအကြောင်းရှိပါလေဆိုတော့သူနဲ့တွေ့တဲ့ပြိပိဒါအကြောင်းသုသာနာနဲ့တွေ့ရင်အဲမင်းမပေါ်နဲ့ကွာဆိုတော့ ဒီဒီရာအကြောင်းရှိရင်မင်းငိုစရာအကြောင်းမလိုပါဘူးကွာဆိုတာဘုရားသခင်ကိုရမကြီးပြောထားခဲ့တော့နောက်ဒီဇံမာပြိဋ္ဌာန်ဇာမင်းနောက်ခွန်ရဲလေတော့သူဒီဒီကဓမ္မတို့ဒီဒီရာအကြောင်းရှိတဲ့ပုဂ္ဂိုလ်ပဲဆိုပြီးဒီကလည်းကြိုးစားလိုက်တာသိဉာဏ်နဲ့ဒီကဖြစ်တဲ့ဒီကြိုးစားလိုက်တာဝိလင်္ဂဏ်နေတောင်မှဝရိယလွန်နေလို့ဥမာတယ်မရဘူးပါပါ ေးရလွန်နေပြန်လဲတရားဓမ္မတို့မရဘူးအဲ့တော့ကိုတဲ့ဝိရိယနဲ့သမာဓိကမမြတ်ဘဲနဲ့သမာဓိကနောက်ကျဝိရိယကရှည်သွားနေပြန်တော့ငောတာဆိုင်ပဲနိဗ္ဗာန်ကြီးရရှင်းရှင်းလင်းလင်းမမြင်လားအဲသူစိတ်ကျတော့မလျှော့ပါဘူး။ဒါကြောင့်ဂုရမေကြီးကငါပြည်ပြည်သားကြောင့်ရှိတယ်လို့ဟောကြတာ။ဝိညာဉ်မှာပဲဆိုပြီးဒီကလာ သူတွေကြိုးစားလိုက်ပါလေကြိုးစားလိုက်တော့ဝိရိယကြီးကျင်းထန်နေပြန်လာနဲ့တကယ်တည်းဝိရိယနဲ့သမာဓိကမကြီးပြန်မကြီးပြန်တော့လေသံကွာရင်စဉ်းရံအတွင်းမှာဒုက္ခချုပ်တဲ့နေ့ကမမြင်ချာတကယ်ကြောဘာလုံးနေအဲ့ဒါကြောင့်ဘုန်းကြီးတို့ဓမ္မတွေရဲ့လူကျန်သွားပြီတဲ့ဝိရိယလွန်းနေပြန်တယ်မရဘူးမှန်ပါဘူး ဘုရားနာကြီးလိုဝရိယလားမှန်ပါဘူး။ဒါဖြင့်ဝရိယနဲ့ဓမ္မာရီအနာကိုဖြစ်တဲ့အိဋ္ဌရှိတဲ့စီကိုမလွန်ငါမသာရတကယ်သိတွဲလို့ပါမှန်ပါဘူး။ရိမ့်မိရိမ့်ပါဘူး။အဲ့ဒီလိုဆိုရခြင်းဝရိယကလည်းမလွန်ခြင်းနဲ့ဓမ္မာရီကလည်းမလွန်ခြင်းနဲ့သူကလည်းတွဲလို့တွဲပဲတွဲပဲမှာတခုခုလွန်နေတော့ဝရိယလွန်တော့စိတ်ကရမှာမဟုတ်ပါဘူးဆိုတော့ဥဒိစ္စပဲပြေးတတ်တယ် သမာဓိလွန်မြန်တော့လေသင်္ဏမိတ်္တဆိုရယ်နိုင်ကြီးတဲ့ပဲပြေးတယ်။ဒါကြောင့်ဘုရားတို့ခုကြီးနေအောင်ထားပြီးဓမ္မတွေကသာနာ့ဘုရားဖြစ်နေရရမယ်မကြီးလို့မရတာပဲဆိုကြည့်ပေး။ဒါကြောင့်သူပြောတဲ့အချက်တွေကရေးကြည့်တယ်နော်။ဘာဖြစ်လို့လဲဆိုတော့လေချင်းလောက်ပါမယ်။ လုတ်ပြန်ပါတော့လဲလွန်တာကျွန်တာရှိနေတဲ့ဆရာကညှိမပေးလို့ရှင်တကယ်ကျွယ်တဲ့မြို့မှန်လို့မရတာလည်းရှိသေးတယ်။အဲဒါအာရုံတရားနာလာကြတယ်ဃာရမတွေအားထုတ်ကြပါအားထုတ်တဲ့ကဝိရိယလည်းမလွန်သေးနဲ့သမာဓိလည်းမလွန်သေးနဲ့သမာဓိလွန်နိုင်ပြီတဲ့ပဲသွားပါလေဝိရိယလွန်ရင်ဥဒိစ္စပဲသွားပါလေ အဗျာဥဒ္ဓစ္စပဲသွားပြန်လည်းမရဘူး။နိုင်ကြီးကလည်းသွားပြန်လည်းမရဘူး။မရဘူး။သူတို့ကတခုဝင်ရင်စောင်းတာ။ဒါကြောင့်မာရဏတို့ဒီလူကဝရိယနဲ့သမာဓိကိုကြီးမြောင်နွားကောင်ကျိုးစုံကံပြီးမောင်းတယ်လို့။အခါကဖြစ်တဲ့ရှိတဲ့တော့သုံးကူမကနာမကလွှတ်ရမယ်။မှန်ပါဗျာ။ဒါကြောင့်ရေးကြီး။ဝရိယနာသမารိကုမဇာနာမသာဖြစ်ဖြစ်ရှိတဲ့ရှိလွတ်ပြပါ ရင်းနေအဲ့ဒါသာသနာ့ရုံးကဖြစ်ပေမဲ့အညစ်ကလေးလိုနေပြန်တဲ့အရှင်ကြာကဘုရားဆရာခွန်ကြီးကအာရကအိမ်မှာလည်းအာရကတက်အာရမေဓမ္မတို့ဝရိယနသမารီကြီးနေအောင်ခန္ဓာဖြစ်ဖြစ်ရှိတဲ့ရှိလွတ်ပါဟုတ်လို့ခင်ဗျားတို့ရှိတဲ့မဲ့ကင်၅ပါးထဲမှာဝိရိယနဲ့ဓမ္မရီးကပါပြီးတော့ဖြစ်နောက်တစ်ခါညီညွတ်ခေါ်ရတာ ဗဒာဆိုတဲ့ဗဒာတရားရှိလို့ဒီလုတ်လုတ်ပညာနဲ့သရဏပညာနဲ့ကိုလေကျေကျေတော့မှရင်တို့ကနီးညံ့တော့သရဏပညာကိုပြည့်ပြည့်ရှိရရှိဖို့နော်သရဏပညာဘာလို့ရမလဲညံ့ညံ့လို့လိုက်ရင်ဖြင့်သရဏဉာဏ်တော့လေဓမ္မတို့ အရဟံတဲ့အခါကျတော့ရှိပြန်တော့ရှင်ဖြင့်တဲ့ဘယ်ဘက်ကိုသွားရတယ်ဆိုတာဓရမကိုဖွားတယ်တဏှာပဲပြီးသွားဘယ်အပြင်ယူပါလဲပြင်ယူပါလဲဆိုပြီးခင်းတဲ့ဘက်ပြီးဒါလည်းမကောင်းဘူးပညာလုံးပြန်တော့လဲဒွိသပညာနဲ့ဆက်မြပြန်တော့လဲတောက်ဖြစ်တဲ့ဘက်ပြီးသွား ဟောကြဒါဖြင့်သရဏပညာကိုလည်းသရဏလည်းယဉ်ယဉ်ကျေးကျေးရရမယ်ဆိုတော့ယဉ်ကျေးတာပညာကလည်းအင်းစိုက်ခင်းနဲ့စိုက်ခင်းနဲ့ဖြစ်ဖြစ်နဲ့ကဲ့အောင်လုပ်ပါအဲ့ဒါသရဏပညာဉာဏ်ပြန်လို့ရှိရင်လည်းတရားကျေဥမာရင်တို့ရရဒါဖြင့်ဝရိယနဲ့သမာဓိကိုလည်းညီညွတ်လို့ပါသရဏပညာကိုလည်းဝယ်လို့ရပါ တကယ်တည်းနေရာကြပြည့်စုံရှိတဲ့ရှိကုန်မှဒီလိုဆုံးလို့ရဓမ္မလိုက်တဲ့အခါကြလိုက်ရင်သရဏအဲသနာဝန်ဖို့မရပြညာမဏ္ဍောအထုတ်ဖြစ်တယ်ထုတ်ဖြစ်ခြင်းလေတဲ့ဘောတရားဝန်ဖို့မရအဲ့ဒါကြောင့်သရဏပညာဝရိယသမားလေးကိုသိရင်အိန္ဒြေရောင်လို့ဒါပါပဲ အဲ့တော့ပါရမီပြည့်စုံမိသားမှာလည်းကြည့်ပြီးမဲ့ဆရာသမားကင်းပြန်လို့ကြည့်ရင်လည်းတကယ်သိအချိန်နှောင်းပေါ့အာရုံဓမ္မတွေဒီနေ့ပြောတဲ့စကားအလုသမားမှာတခါလေခရီးပေါက်ဖို့ပြောနေတယ်လို့မှတ်ရမယ်အလုသမားမှာအဲ့တော့ခရီးမှာတန်းမှဖြစ်တတ်တာတွေတကယ်ကျေပေါ်ပြနိဗ္ဗာန်သွားတဲ့ခရီးမှာသူတို့မဖြောင့်လို့ မြတ်ကနန်းတော်မရောက်ခွင့်မြင်ပါဆိုလို့ပြောနေတယ်။သဘောပါကြ။အဲသတိကတော့ခြင်းတဲ့ဒကာရမတို့သေချာမှတ်ပါ။သတိကတော့ခြင်းသူကဘယ်တော့မှလွန်တယ်မရှိဘူး။သတိကလုံလာတာရှိတယ်။ညချတော်တရားများခဲ့တော့လွန်တယ်လို့မရှိပါဘူး။အဲဒါသတိရောက်ခြင်းရေကျုံးမှတဲ့တို့ကမသိရှိနေ။ ဒိဋ္ဌိနဲ့ဆိုတော့အင်းစစ်တဲ့ပေါ်တိုင်းတော်တိုင်းသတိထားမယ်သရဏတိညာနဲ့ညီအောင်လုပ်မယ်ဝရိယနဲ့သမာဓိရောဒါဖြင့်ဒီနာဟုဆိုရခြင်းမဂ္ဂငါးပါးညီညွတ်သွားလို့ရှိရင်ကွာတဲ့မင်းတို့အိန္ဒြေညီတဲ့တွေ့တဲ့ဘယ်နည်းနဲ့မှမရမရှိပါဘူးဆိုတော့ဒကာကြီးသိအားရှိကြကောင်းပါဘူးဒ ကြွယ်ကြီးသိမ့်ကြီးရမယ်သရဏနဲ့ပညာပါလို့ပါဝရိယနဲ့သမာဓိသတိဝေရမမလေးရပြင်းတယ်အဲ့ဒီကဲတော့ဘုန်းကြီးတို့ဓမ္မတွေကဟိုငါပါရမီရှိလို့မဟုတ်ဘူးပါရမီကဆရာဘုန်းကြီးတရားဟောကြတာပြောခဲ့ပြီပြည့်ပြီးတဲ့ပုဂ္ဂိုလ်တွေဘယ်နဲ့ရော ဖြစ်တဲ့ဆုံးနဲ့နိဗ္ဗာန်ကြီးကိုငါမမြင်သေးပါလေငုံလို့တွေးလုံးထုတ်လို့ရှင်ဒီနေ့ခုတစ်ခုခုလွန်နေပါလိမ့်မယ်အဲ့ဒါဘယ်နဲ့ဆင်းရဲလားပြန်ကောက်လိုက်ပြန်နန္ဒာဒီတညလုံးဆင်းရဲနဲ့အာထုတ်တော့ဥမာရင်ကြီးဝိရိယလုံးနဲ့ဓမ္မရိယနဲ့ဒါနဲ့အဆုစိတ်ချင်းဩမိုးကလည်းလင်းလာမှာ မြင်ရင်ဝိလလို့ကျင်ရှင်းနိုင်9နိုင်ဆိုတော့ဒီသင်္ကန်းနာရင်ဘွယ်ရဟန္တာကြီးဘွယ်တဲ့လေဘွယ်ရမယ်မှန်ပါပါအဲဒီမဲ့ကောင်မဆိုင်သေးရဟန္တာဖြစ်တော့မရောက်သေးသောတာပန်ကတော့ဘုံကဟောထားလို့ဒီပြီးဘူးမှန်ပါပါဘုရားကတော့ကြားရထားကြတာမင်းပြီးပြီးသားအကြောင်းရှိတယ်မငိုနဲ့မှန်ပါပါမင်းငါတို့ရဲ့ပြီးပြီးသားအကြောင်းရှိတယ်ဆိုတာကသေချာမှန်ပါပါမသေးရဘူးလားသေချာပါပါအဲဒီရဟမလည်းပြီးပြီးသားအကြောင်းတွေက ရှိလို့ဒီဒီသာသနာကြီးနဲ့ဒီလိုကြာကောင်းပမာကောင်းနဲ့ဒီလိုကျုံးလာတာတကယ်တည်းရဘာမှလူလေးလေးမရှိဘူးဘုရားကမြေလေးမတည့်သေးလို့ကြာနေကြတယ်ဘောကြဘာလည်းမတည့်ဘူးအဲဒီနိုင်မှုလေတခုလုံနေသေးလို့ငါဘာပြုတ်ပါလိမ့်မလို့ဆိုတာကိုယနေ့ပေါ်ပြောတာပဲ ငါဘာဖြစ်နေလဲဘာလဲမတော်ရဲ့ဒီကြားလိုက်တာဘယ်နဲ့များဖြစ်နေပါလိမ့်မလို့တကယ်ပြောရဖြစ်ဖြစ်ချင်းဖြစ်တတ်မနစ်တတ်သေးလို့ဖြစ်ပါတယ်ပြန်ပါဘုရင်ကြီးတတ်ပါဘူးဒါလည်းကြားတော့ကြားတော့အမှန်တည်းဒီသေးရမပေးရင်တော်ပါဒီတော်ဘူးတဲ့ဥစ္စာအလုံးစုံကတခါပြုဝရိယလွန်နေတခါကြေသမารိကလွန်နေ ုနှစ်ကြံတော့လေရည်ရည်ပုတ်ပြီးဒီကလာဒကာကြီးကမ်းမှဖြစ်ဘောပါအဲ့ဒါကြောင့်ဘုန်းကြီးတို့ဒကာရမတွေသရာဆိုးတဲ့ကြီးတရားပေါ်နဲ့ယုံကြည်မှုတရားရရမယ်ဘုခါတော်ဘုရားဓမ္မဘုရားဘုရားတန်မြတ်ဆိုဒုက္ခတော်အကောင်းမောထတာဒီနေ့ကဒုက္ခနဲ့တာဆိုသူများဟောတာမဟုတ်ဘူးဘုရားကကောင်းကောင်းမောထတာကောင်းကောင်းမောထတဲ့တရားမဟုတ် ဘုရားမကောင်းလို့ကဉာဏ်အိဋ္ဌရုခဏတ္တလောက်တာမရသေးတာဘုသူခုလို့လို့ဘုရားတော့ကောင်းစွာဟောထားတာအကောင်းဖြစ်ဖို့ဟောထားတာနိဗ္ဗာန်ရဖို့ဟောထားတာဒါကတိဒီကွာနော်ကဲဒါချင်းဒကာရမတို့ရှင်နာရီဝရိယလွန်နေတယ်ဆိုတာဘောတော့ရှင်နာပါလွန်နေပါဝရိယလွန်နေတယ်ဆိုတာဘုန်းကြီးတို့ဒကာရမတွေမှတ်ကြတော့ဂိုင်းဝရိယ အဲ့ဒါနားပါအောင်လေသူကသူသင်ညာဘေးနားမှာရှိတဲ့အဲ့ရညံရုံးလေးတစ်ခုရှိနော်ဒါဆိုတတိကမလိုက်ရတတိကမလိုက်ဘူးဒီနေရာသင်ညာမှာခဏတော့ကြောလေးလှဲလိုက်အောင်လေသူပြီးကြတော့သွားလိုက်တဲ့အမှားကြောရင်းမှတယ်နော်ဝိရိယနဲ့သမာဓိကညီဆော့ဗရဏဟဉာဏ်နဲ့ကညီဆော့အဲ့ဒီဝိရိယဆော့လိုက်တော့ညီပြီးဆော့သွားတော့ ဒုက္ခရင်တော့မှာခြေတော့နဲ့နေကြီးနဲ့လေဒုက္ခလေးခေါင်းနဲ့ခေါင်းနဲ့လည်းမရှိသေးဘူးလေအဲ့ဒီကြားမှာရမ်းတာဖြစ်ကဲဒါကတော့လေညီညွတ်ပြန်တော့လေခဏလေးကြီးကြီးလေးဒုက္ခရင်တော့တင်ပါလေဆိုအပ်ပြီးထိုင်လိုက်တော့ဟိုခြေတော့နဲ့နေကြီးနဲ့လေဒုက္ခလေးခေါင်းနဲ့ခေါင်းနဲ့မရှိသေးဘူး ။ဒီကြားမှာယန္တာဖြစ်တယ်ဆိုတော့ဩမြင်ညွတ်တော့လေခဏလေးပါ။ဘုရားကတက်ကစဉ်းစားကြည့်တာကဒီကြားဆိုတာချိန်များတာ။ဘောင်းနဲ့လက်အိတ်မယ်ဆိုပြီးခြေရောက်လည်းမြေကြီးကတော့ဘောင်းစီမရောက်သေးဘူး။မရောက်ခင်ရင်အာသောပုံသွားတယ်လို့ဆိုတော့ရကြွေညင်ညံတော့လေခဏလေးပဲဆိုတာဥမာနဲ့မှတ်ရတယ်။ လည်းမှတ်ကြညင်ညွတ်ပြန်တော့ခဏလေးပဲဆိုတာဘုန်းကြီးတွေဓမ္မတွေကမှတ်ထားတော့ဩဒါလေးကလည်းအရေးကြီးတဲ့အချက်ကလေးတစ်ခုပါလားဆိုတာဥမာလည်းမှတ်ရတယ်ကြေကြမှတ်တယ်မှတ်တယ်ပြီးဘုရားနာနာမှာတ냐လုံးဟာဖြင့်မောတာဆိုင်ပြီးကြလားနိဗ္ဗာန်မျက်မှောက်ကိုပြုတယ် ကုရဝရိယလေးလျှော့တဲ့ပြီးဒီကရဒကာရမတို့ကဲခဏနားပါအောင်လေဝရိယနင်းနေလျှော့ပါအောင်လေဆိုပြီးလျှော့လိုက်တဲ့အချိန်မှာငါကကပမာဠိပညာရင်းနဲ့သုံးမိတာပြန်လာအဲ့ဒီကရမိလိုက်တဲ့အချိန်ကျတော့ဒီတော့နဲ့နေကြီးနဲ့လဲလွတ်ခါကောင်းနဲ့ကောင်းနဲ့လည်းမသိခင်ရမ်းမှာရမ်းတာဖြစ်တယ်အဘောတွေဝင်းနေအကုန်ကုန်ဆိုတော့ အကျွဲတော်စောတော်ထူးခြားတဲ့ပုဂ္ဂိုလ်အဲ့ဒါယနေ့သူ့ကိုရှင်းရှင်းလင်းလင်းပြောရတော့ခြင်းနဲ့ဘုန်းကြီးတို့လောကမားတွေတွေ့ပါတယ်ဩလောလောတတ်များတယ်အကြီးကလိုပါသေးလားရှင်းနေမှုပါလေဒါနေတဲ့တည်းကရှင်းအောင်လားတခါနမနာထုတ်လိုက်ပြန်တော့လေတခါတည်းကြိုက်ပေါ့ဒီမှာကဘာမှမနေတာ ိယလွန်ပြီးဒီကလာနေတော့ဝိရိယခိုင်းခဏနားပါအောင်မယ်ဆိုတော့ဝိရိယကြီးကနည်းနည်းရော့တော့တော့လည်းဖြစ်တဲ့ကံတူလက်မလို့ဖြစ်တဲ့ကံတော့လက်မလို့ဘူးဒီကကြွရလက်မလို့တော့အတိတော့သမတိကလည်းအများရန်ရှိနေတော့ဖြစ်ဖြစ်လက်မလို့တော့ဝိရိယလေးပဲသူလျှော့ပြီးဒီကလာခဏကြောခင်းပါအောင်မယ်ဆိုတဲ့အသွားလေးသူစိတ်ကူးလေးပေါ်လိုက်တာတော့ကံထမ်းမလေးရ ဒါကဖြစ်အောင်မြင်တဲ့လောကကောင်းနဲ့ကောင်းနဲ့လည်းမဖြစ်ခင်မှာယန္တာဖြစ်တယ်ဒါပေမဲ့ယန္တာဖြစ်တဲ့အဲမှာဖြင့်ယန္တာတော်တော်ဆန်းတဲ့ပုဂ္ဂိုလ်ပဲမဆိုရဘူးလားဒီလိုတိုင်းနေဖြစ်တယ်ဆိုတော့အင်းကြာလာပြီကြာတဲ့အခါကျတော့ရှင်မင်းကဘုံညာရဲ့ရှင်အစဉ်တိုင်းပေါ်လာလို့ရတာဒီဘုံကြီးပေါ်တယ် သူကကဒီလိုကိုမဟုတ်ခိုက်ဆန်းဆန်းဖြစ်နေတော့ဒီအောင်နဲ့မြင်းနဲ့လည်းလွတ်ခါကောင်းတယ်မလို့ဥစ္စာလည်းကောင်းနဲ့ကောင်းနဲ့လည်းမသိမိရမ်းမှရမ်းတာဖြစ်တယ်လို့ဆိုတဲ့ပြင်ဓမ္မတွေဒီကြအာဟောပုံထားတာဒီခွန်းကညှိနှိုင်းမှုညီရဲ့အချိန်ဖြစ်တာဘယ်လိုဆိုကြညှိနှိုင်းမှုညီရဲ့အချိန်မှာဖြင့်ရေရေတုကိစ္စပြီးသွားတယ် ငယ်ကြွေဒါဖြင့်ဒီရေးရည်ကြီးတယ်ပေါ့ဗျာ။ဒါကြောင့်ဒီနေ့တရားပေါ်မှာနာကြတဲ့ဃာရမတွေပြည့်ပြည့်စုံစုံသရာပညာမလွန်အောင်လုပ်ပါ။ဝိရိယသမารိဘယ်သူမှမလွန်မဲနဲ့ညီညွတ်အောင်လုပ်ပေးပါ။တတိကိုပဲခါကာလမှာမလုပ်ပါခြင်း။အားဘုန်းကြီးရတပည့်ရထိုင်ရမာရီအများကြီးအတော်မာရီအများကြီးလို့ဒီလိုမယူပါနဲ့ဘုရားရှုလိုက်ကြတယ်ကွာပြည့်ပြည့် အဲနားကိုဖုံးနေတာခရီးရှုလိုက်ခဲ့ရပါလေနားကိုကတစ်ခါလဲပြည့်ပြည့်ရှိတဲ့ဖုံးနေတာပဲတဲ့ဘုရောလဲတဲ့အခုကိုလွန်နေပြန်တော့လေပြည့်ပြည့်ကမြန်မာရဲ့ဝရိယကလွန်နေပြန်တော့လေအင်္ဂရိမပြရကိုဒဂရမမဲ့ငါးပါးရှစ်ပါးပြည့်လာလို့အေးရနှောင့်နှင်းပြန် ်ပြပါပြမှာလည်းနိဗ္ဗာန်တွေ့ရအဲ့ဒါကြောင့်ဇုံဝင်များတော့လည်းသူကရှိရကောင်းမယ်ငါးကနောက်ကလိုက်မယ်ဆိုတော့ဇုံတော့ဝင်များဆိုရင်ရှင်းတော့ခွဲနေလို့ရှိရင်လည်းဒီကဖြစ်ရုပ်ဆက်တစ်ခုမှဇုံတော့ပဲဘာကြအဲပန်းဆုပ်ကလေးဒီကဓမ္မလည်းဇုံဝင်တဲ့နောင်းကောင်းနှစ်ကောင်းစလုံးမှာပန်းနိုင်ပြီရောက်ပါမှဇုံရောက်ပါမှနေရကြအဲအားလုံးရဟန်းမှာ ဩဝါလုံကြီးနေပြီကလည်းဗျာပြနေမရဆိုသလိုပဲအဒီရေးကလည်းအလုတ်ချင်းအလုတ်ခွန်မှာဘုရားကိုချိန်ချလို့အရေးကကြီးပါလားဆိုတာကကျွဲလို့ဥမာနေလို့ပြောလာရှင်းရတယ်နော်။ဘောင်ကြီးကဗာများဟောနေပါလိမ့်မယ်ဆိုတော့အလုတ်သမားမှနားလေ။မှန်ပါဗျာ။ဘုရားနားလား။ ယောဂမမဟုတ်တဲ့ပုဂ္ဂိုလ်ရဲ့ဘုရားပြောနေတာဘာမှလည်းမလဲလို့တကယ်ကြိုပြောခြင်းပြောကြ။သူမှနားမလဲပဲလို့။အဲ့တော့နားမလဲတဲ့ပုဂ္ဂိုလ်ကလည်းပတ်သာကိုလို့တော့ဒီဟာကိုဒီမူလိုက်ရလိမ့်မယ်ဆိုတာမှတ်ထားဖို့။ကျင်းတော့။ဂိုင်းဒါဖြင့်တရားဓမ္မတို့ပါရမီကဘယ်လိုစဉ်းစားကြလဲ။ကြည်ပြီးတာ။ကြည်ပြီးတာနှောင့်နှေးနေတာဘာကြောင့်ပါလိမ့်မယ်။ ဣန္ဒြေမရှိတာလေဘောကြဘာမီကဘာလဲမင်းနဲ့ကြောင့်မဲ့ဖို့လိုရတဲ့ကံနဲ့အရောက်နှင်းနေပါလေနိဗ္ဗာန်မမြင်ပါလေမလဲလို့မေးမင်းသိဣန္ဒြေအညှိလုံနေသေးလို့တဲ့သွားပြန်တော့ကျန်နန္ဒာမှာဒကာဓမ္မကိုခဏလေးနဲ့ကြည့်ချက်ပြညာလုံးလုံးနေတာဟောတိကံဖြစ်ရ ခရမောခဏလေးပြတ်လိုက်တာကအကျိုးရှိကဲဒါကပြမကွာချမ်းရောပါရအေးဒါရင်တစ်ခါတလေကြီးကြတော့ဘုရားရှင်ဘုရမင်းကြီးကအေးရှင်မောက္ခဏညီများသွားအထုတ်နေတဲ့ကကိုရရဲ့ရှင်မောက္ခဏကသမာဓိလွန်ပြီးရှင်းနာမိတာနဲ့လာတဲ့ကမျက်နှာသွားပြောလိုက်ဉာဏ်တော်ရဲ့ဒီနာမည်လွန်နေတယ်မြန်မာလူပေါင်းကိုရိယာတင်ပင်กว่า မှန်ပါဗျာသွားပြောပြနေတယ်ဒီစီကားလိုရှိတဲ့ကိုယ်တော်ကြီးကိုဗျာမှန်ပါဗျာခရကသွားနှိပ်ပြရဒီလိုကြီးတဲ့ဝတ္ထုသတ္တေသာဂရေဒကာကျော်ပြည့်မှန်ပါဗျာအဲ့ဒါကြောင့်အာရုံတရားဓမ္မတွေဒီနေ့ရေးဟာဖြင့်အလုကမာတော့မှာဖြင့်အင်းပဋိသရမယ်အချက်ကြီးပြောနေတာပဲဆိုတဲ့ဥစ္စာကတည်းကောင်းပေါ်ပါ ော်တယ်ဗျာအဲနောက်ကဒကာရမလေးကိုကိုကဲတင်ခြင်းလို့ရှိရင်လေကိုကိုသနာကြလို့ရှိရင်လေဒီကြီးလုံးလေးတွေနဲ့အလုံးလုံးပဲဆိုလို့ရှိရင်ကိုကိုသနာလို့ဘယ်လေးပါးထဲမှာဆွဲတင်လိုက်တာပဲဒုက္ခဝတ်ထဲမှာဆွဲတင်လိုက်တာပဲဒုက္ခကသိငိမ့်တဲ့ရှိလို့ပို့လိုက်တာပဲအဲဒါကြောင့်ဒကာကျွဲ လုတ်ပြောင်လုတ်ပါဆိုရလဲတိတ်တွင်းရလုတ်ပြောင်နှိမ့်လိုက်ပါနှိမ့်တတ်ပါစေဆိုတာကိုလဲတိတ်တွင်းရမှန်ပါဘူးမှန်ရင်ရင်းကြည့်လားကဲဒါဖြင့်ဒါကရှေးပိုင်းမှာအလုံးတင်နေတယ်ဆိုတာတကယ်ကျမှတ်လိုက်ပြီ